တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ကျွန်းတူတွေပေါ်မှာစစ်ဘက်အခြေခံအဆောက်အအုံတည်ဆောက်မှုတွေအတော်လေးပြီးနေပြီလို့ယူဆရပြီးအဲ့ဒီမှာတိုက်လေရင်တွေနဲ့အခြားစစ်လက်နက်ကိရိယာတွေကိုအချိန်မရွေးဖြန့်ကျက်သွားနိုင်တယ်လို့အမေရိကန်နိုင်ငံရေးအကြံပေးအဖွဲ့ AMDI ကပြောကြားလိုက်ပါတယ် စစ်မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာမှုဆိုင်ရာ Washington Center ရဲ့တစိတ်တစ်ပိုင်းဖြစ်တဲ့အဲ့ဒီအကြံပေးအဖွဲ့ရဲ့အဆိုအရ Spratly ကျွန်းစုအတွင်းမှာတိစောက်ထားတဲ့ကျွန်းတူတွေဖြစ်တဲ့ Fairy Cross, Subi နဲ့ Mischief ကျွန်းတွေပေါ်မှာတရုတ်နိုင်ငံကရေချောင်း၊လေချောင်း၊ရေဒါနဲ့ကာကွယ်ရေးအဆောက်အအုံတွေကိုစောက်လုပ်ထားတယ်လို့သိရပါဗျာ။ ယခုလအတွင်းရိုက်ကူးတဲ့ဂျိုဒူပုံတွေအရာ Ferrari Cross နဲ့ Super Joe တွေပေါ်မှာ Radar Area တိုင်သစ်တွေကိုတွေ့ရပြီး Spratly ကျွန်းစုမှာ Later အခြေစိုက်စခန်း၃ခုနဲ့ Hoodie ကျွန်းပေါ်မှာတခုဆောက်လုပ်ထားတဲ့အတွက်လဲတရုတ်စိတ်လေယာဉ်တွေကိုတောင်တရုတ်ပင်လယ်တစ်ခုလုံးနှီးပါးမှာတက်ဖြန့်လာနိုင်လိမ့်မယ်လို့အကြံပေးအဖွဲ့မှ Driver Grab Police ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံဟာ HQ9 မြေပြင်ဝေဟင်ပစ်ဒုံးကျည်တွေကို Hoodie ကျွန်းမှာလွန်ခဲ့တဲ့တနစ်ကျော်ကတည်းကချထားခဲ့ပြီးဖြတ်သိမ်းမောဒုံးကျည်တွေကိုလည်းတစ်ချိန်ထက်မနည်းချထားခဲ့တယ်လို့သိရပါတယ်။ ဒါတွေမကသေးပဲကျွန်းတူတွေပေါ်မှာရွှေပြောင်းတည်သွားနိုင်တဲ့ဒုံးပြက်လောင်ကြာတွေထားဖို့ခိုင်မာတဲ့အဆောက်အုံတွေကိုတရုတ်ကစောက်လုပ်ထားပြီးတိုက်လေရင်24စင်းနဲ့အယာမလေရင်3စင်းထားဖို့ Ferrari Cross ကျောင်းမှာလေရင်ယုံတွေတိစောက်ထားပြန်တယ်လို့သိရပါဗျာ။